thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ဘင်စတာစီဝေးကျင်းပမယ်ရှန်ဂရီလာဟိုတယ်နီးမှာလူသက်သမားမင်းအောင်လိုင်ကိုငါတို့မကြိုဆိုဆိုတဲ့စာရန်ကြီးချိတ်ဆွဲဆန္ဒပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိဘင်စတာစီဝေးကျင်းပမယ်ရှန်ဂရီလာဟိုတယ်နီးမှာလူသက်သမားမင်းအောင်လိုင်ကိုငါတို့မကြိုဆိုဆိုတဲ့စာရန်ကြီးချိတ်ဆွဲဆန္ဒပြထားကြောင်းသိရပါတယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကထိုင်းဝန်ကြီးချုပ်ရဲ့ဖိန်ကြားချက်အရဒီကနေ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိပြီးဒီ ီကနေ့မှာဘင်းစတက်အစည်းအဝေးကိုတက်ရောက်မှာဖြစ်ပါတယ်။အကြံဖက်စကောင်ဆောင်မင်းအောင်လိုင်ကနိုင်ငံတကာအတိုင်းဝိုင်းကိုခွေးတို့ပေါက်ကဝင်ပို့ဂျိုးပန်းနေတဲ့အတွက်မင်းအောင်လိုင်ကိုစန့်ကျင်လှုပ်ရှားမှုအဖြစ်အေဘီလာလီယန်နေတရက်ထဲထိုင်းနိုင်ငံရောက်မြန်မာလူသမားတွေအလုံးမစင်ခြင်းဒါမှမဟုတ်အနက်ရဝတ်ဆင်ကြခြင်းများဆောင်ရွက်ကြဖို့မြန်မာຫນွေဥတော်လိုင်းလူထုတပိတ်အင်အားစုတွေကတိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပျော်ပွဲ KBZ ဘဏ်ပြိုကျမှုမှာပိတ်မိနေသူတွေမျိုးကဲထုတ်ခြင်းမရှိဘဲစစ်တပ်ကိုခေါ်ပြီးပတ်စံများကိုသာဦးစားပေးထုတ်ယူခဲ့တာကြောင့်လူသေ ေဆုံးမှုတွေများပြားခဲ့တယ်လို့နိနာသူမိသားစုတချို့ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းပြပွဲမျိုး KBZ ဘဏ်ပြိုကျမှုမှာပိမိနေသူတွေကိုဦးစားပေးခဲ့ထုတ်ခြင်းမရှိဘဲဘဏ်တာဝန်ခံတွေကစစ်တပ်ကိုလုံခြုံရေးခေါ်ပြီးပတ်စံတွေကိုတာယူဆောင်ခဲ့တာကြောင့်လူသေးဆုံးမှုတွေများပြားခဲ့ကြောင်းနေနာသူမိသားစုဝင်တချို့နဲ့ဒေသခံပြည်သူတွေကပြောပါရယ်မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင်းပြပွဲမျိုးရှိ၅ဓာတ်ဆောင် KBZ ဘဏ်မှာ၃ဓာတ်မြေကြီးဂျုံဝင်သွားကြောင်းဒီလိုမြေကြီးတဲ့ဂျုံဝင်မှုတွေကြောင့်ဘဏ်ဝင်တန်းစစ်တပ်ဦးနဲ့ဘဏ်မှာငွေကြေးကိစ္စလာရောက်ဆောင်ရွက်သူပြည်သူ၃၀ကျော်ပိမိခဲ့ခြင်းဖြစ် ကြောင်းသိရပါတယ်။ အဲဒီလိုဗန်ပြိုကြစင်မှာပြောဝေ KBZ ဗန်တာဝန်ခံဒေါ်တင်တင်းယူနဲ့လက်ထောက်တာဝန်ခံဒေါ်ယူယူခင်တို့လွတ်မြောက်ခဲ့ပြီးအကြံဘက်စစ်တပ်ကိုလုံခြုံရေးခေါ်ဆောင်ကဗန်မိကန်တတားထားရှိတဲ့နေရာကိုမြေတူးဆက်တွေနဲ့တူးဖော်ပြီးငွေကြေးများကိုသာဦးစားပေးထုတ်ယူခဲ့ကြောင်းသိရပါတယ်။ပြောဝေ KBZ ဗန်ပြိုကြမှုအတွင်ပိတ်မိသူတွေထဲမှလူတချို့သာအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့ပြီးကြံသူအလုံးသိဆုံးခဲ့ကြောင်းဒေသခံပြည်သူတွေနဲ့နှစ်နာသူမိသားစုဝင်တွေစီကသိရပါတယ်။ဒါအပြင်ပိတ်မိနေသူတွေကိုကယ်ဆယ်ဖို့ဒေသခံပြည်သူတွေက တနာီသိန်း30နဲ့ငားရရတဲ့မြည်တူးဆက်တွေနဲ့ဝင်ရောက်ခဲ့ထုတ်ဖို့တောင်းဆိုခဲ့တော့လေဗတ်တာဝန်ကန်ကခွင့်မပြုခဲ့ကြအောင်အောင်ဘန်းနဲ့မိထီလာမှလာတဲ့ကိစ္စရေးသမားတွေကိုလည်းစစ်တပ်ကမောင်းထုတ်ခဲ့ကြောင်းသိရပါတယ်ငလျင်ဆဆကျင်းလှုပ်တဲ့အချိန်မှာဗန်တကားကအသေးပိတ်သွားတာအဲ့ဒါကိုပိတ်မိနေတဲ့ customer တွေကဖွင့်ခိုင်းတာကိုဖွင့်ပေးမလို့အကုန်ပိတ်မိပြီးတေကုန်တာဗန်အရှိဘက်ကနေကိစ္စရေးလှုပ်တာမျိုးမဟုတ်ဘဲနဲ့ဗန်ကိုလာအပ်တဲ့ပတ်စံထားတဲ့မိခင်တစ်တာနားလေးကနေပြီးအပေါက်ဖောက်တာအဲ့လိုဖောက်တာဆိုတော့ customer ရဲ့ရှုပ်အလောင်းကိုမတွေ့ပဲဗ ပတ်စံထားတဲ့နေရာကိုပဲမြေဒူးဆက်တွေနဲ့ထိုးချပြီးတွေ့တဲ့ပတ်စံတွေကိုပဲကောင်းလိုက်တွေ့တဲ့အလောင်းတွေကိုပဲကောင်းလိုက်ပြန်ပြီးတော့မှအလောင်းတွေကိုလည်းကြည့်ခွင့်မပေးပဲစုတ်ကိုတဲထုံလာတာကဲစိမ်းသမားတွေကလည်းလာတယ်လာတာကိုလက်သက်မခံဘူးလက်နက်ကင်ထားတဲ့သူတွေအကုန်လုံးကိုပြန်လွှတ်တာငလင်လုပ်ပြီးနောက်ရက်ထီကိုအသက်ရှင်နေသူတွေရှိတယ်အကုန်လုံးကလည်းအတန်ပေးတယ်လူ40ကျော်လောက်ရှိရဲ့အောက်ကနေဝိုင်းအော်ပြီးအတန်ပေးတယ်အဲ့ဒါကိုကဲမယ်ကဲမယ်ဆိုပြီးပတ်စံတွေကိုပဲထုတ်သွားတယ်လို့နိနာသူမိသားစုဝင်တအုပ်ကပြောပါတယ် အဆိုပါပြော်ဝင်မျိုး KBZ ဘဏ်ပြိုကျတဲ့နေရာကိုမလ30ရက်နေ့မှာဘဏ်ပိုင်ရှင်အောင်ကိုဝင်ရောက်ရှိလာကြောင်း၎င်းရောက်ရှိလာပြီးနောက်ညနေပိုင်းမှာစင်ကာပူနိုင်ငံမှာကဲဆိုင်ဖွဲ့နဲ့မိသက်များရောက်ရှိလာပြီးစစ်ဆေးမှုတွေပြုလုပ်စဉ်မှာပိတ်မိသူအလုံးအစာငတ်ခြင်း၊ရေငတ်ခြင်း၊သွေးလွန်ခြင်းနဲ့အောက်ဆီဂျင်ပြတ်လတ်ခြင်းတို့ကြောင့်သေဆုံးခဲ့တယ်လို့ပြောဆိုခဲ့ကြောင်းသိရပါတယ်။29ရက်နေ့ထိပိတ်မိနေတဲ့သူတို့ရဲ့အတန်ကိုလည်းကြားနေရတော့မှာပဲ။အဲ့ဒီနေ့မှာလည်းကဲဆိုင်တွေစတင်တာမလုပ်ရသေးဘူး။ ရဲနဲ့စစ်သားတွေကိုတော့လုံခြုံရေးရှုပြီးပတ်စံတွေကိုအရင်ထုတ်နေလို့ပဲပန်းရှင်အောင်ကိုဝင်းက30ရက်နေအလောင်းနေအနက်ထွက်တော့မှရောက်လာပါတယ်ရောက်လာတဲ့တိုင်အောင်လဲကဲစိအစီစဉ်မလုပ်သေးပါဘူးညနေပိုင်းစင်ကာပူကဲစိနဲ့မိသက်တွေလာပြီးစစ်တီလိုက်တော့ပြိမိနေသူအားလုံးကအစာငတ်ရှည်ငတ်သွေးလွန်အသက်ရှူမရဖြစ်ပြီးတိဆုံသွားတယ်လို့ပြောပါတယ်ရမီရဖတွေကမြေတူးဆက်တနားရီ30နဲ့2နာရီစာငှားပေးပါမယ်ဆိုတာကိုအကဲမခံတာပါတကယ်ဆိုပြိမိနေတဲ့သူတွေအသက်ရှင်ပါလျက်နဲ့ဗန်တာဝန်ကန်တွေကမှောင်ရင်ဆုံးဖြတ်လို့အသက်များစွာ ဆုံးရှုံးခဲ့ရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောကြားခဲ့ကြောင်းတရင်မှဖော်ပြပါရှိပါတယ်ရှင်။တရားတော်စစ်ကိုဆက်လက်ဆင်နွှဲသွားမယ်လို့စစ်ကောင်စီဥက္ကဋ္ဌတမရော်နီခန္ဓာမှပြောကြားပြီး NUG BDS CRPH ကိုအပြစ်တင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီဥက္ကဋ္ဌကဒေါတာဝင်းရီသုံးမကိုထိပါလာတဲ့လက်နက်ကင်တိုက်ခိုက်မှုတွေကိုလုံးဝလက်သင့်ခံလို့မရတဲ့အတွက်တမရော်နီနဲ့တရားတော်စစ်ကိုဆက်လက်ဆင်နွှဲသွားမယ်လို့နေပြည်တော်မှာဒီကနေ့ကျင်းပတဲ့နေ့80ပြည့်တမရော်နီခန္ဓာမှမိန့်ခွန်းပြောကြားသွားခဲ့တာပါ။2020ရွှေကောက်ပွဲမှာမင်းမတ တမမှုတွေရှိခဲ့ပြီးအာနာကိုအဒမရယူဖို့လှုံ့ဆော်ခဲ့တယ်ဆိုပြီး NLD ကိုထက်လောင်းအဖြစ်တင်က NUG PDS CRPH ကိုလည်းလက်နက်ကင်ပြီးအာနာယူဖို့လှုံ့ဆော်နေတယ်လို့အဖြစ်တင်ပြောကြားသွားပါတယ်အခုဆိုရင်လက်နက်ကင်ဖွဲ့တွေကနေမြေလိုက်နေတနေဓာတ်ထစဉ် စစ်ပင်ရဝါရကိုသာကျင့်သုံးနေရလို့ဆိုပါရင်မြမသမိုင်းမှာလက်နက်ကင်ပြီးအကြက်ကင်တောင်းဆိုတာကိုတမရော်နီနဲ့အလျှော်ပေးခဲ့တာမရှိတာကြောင့်ဒုတာဝန်ရှိသုံးပါကိုအလေးထားကာကွယ်ဖို့သူရဲ့တပ်ကိုမှာကြားသွားပါတယ်။ဒါအပြင်တိုင်းရင်သားလက်နက်ကင်ဖွဲ့ရင်းနဲ့ PDF ဖွဲ့ရင်းနဲ့လက်နက်ကင်လမ်းစဉ်ကိုဆွန့်လွတ်ပြီးပါတီနိုင်ငံရေးနဲ့ရွေးကောက်ပွဲလမ်းကြောင်းကနေဖြည့်ရှင်ရေးဖိတ်ခေါ်ကမ်းလှမ်းထားရလို့ဆိုပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုအမြင်နဲ့တကားဖွင့်ထားကြောင်းလည်းပြောပါတယ်။ ဒီနှစ်ဒီဇင်ဘာလမှာတော့ရွေးကောက်ပွဲလုပ်ပေးသွားမှာဖြစ်တယ်လို့ထက်လောင်းအတည်ပြုပြောကြားသွားပါတယ်။ဆလပီစလင်ကြီးထန်းပူတော်ရွာဘုံကြီးချောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လီဒီနဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူတအုပ်တင်ဆောင်ပြီးတန်ကားတော်တပါပါဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစလင်ကြီးမြို့နယ်ထန်းပူကျင်းရွာဘုံကြီးချောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လီဒီနဲ့ပုံကျဲတိုက်ခိုက်ရာပြည်သူတအုပ်တင်ဆောင်ပြီးတန်ကားတော်တပါပါဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည် သူတောက်ကပြောပါရယ်မလ29ရက်နေ့ညနေ9:30မိနစ်ခန့်မှာစလင်းကြီးမြို့နယ်ထန်းပူကျင်းရွာဘုံကြီးကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအကျန်းဖတ်စစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်အကျန်းဖတ်စစ်တပ်ရဲ့လေကျောင်းတိုက်ခိုက်မှုအတွင်းပြည်သူတောက်တင်ဆောင်ပြီးတန်ကားတော်တပါအပါဝင်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ် စစ်ခွေးလီဒီကမြင်းချောင်းတိုင်းတက်လာပြီးအပြန်မှာပတ်ချသွားတာတိုက်ပွဲမရှိပါဘူးဖုန်ကြီးချောင်းပေါ်ကိုတဲတဲ့ချသွားတာပြည်သူတအုပ်ကတော့ပွဲချင်းပြီးတေဆုံနေထိခိုက်ဒဏ်ရာရတာတော့ငားရောက်လို့ပြောတယ်ဖုန်ကြီးတစ်ပါးလဲတည်တယ်တည်သွားတာကအမျိုးသမီးထိခိုက်ဒဏ်ရာရနေတယ်မှာကလင်းမီလည်းပါတယ်လို့သိရတယ်အသက်ရွယ်ကြီးကတော့မသိရသေးဘူးလို့ထိသားကံပြည်သူတအုပ်ကပြောပါတယ်ဆက်လက်ပြီးလေးမျက်နာနဲ့ကွင်းကောင်မျိုးချတိုက်ပွဲပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်အေအေနဲ့ပူပေါင်းတဲ့ပသိမ်မုံရွာလမ်းပေါ်ရောက်လာတယ်လို့သိရပါတယ်ဟင်္ဒရာခရိုင်လေးမျက်နာမျိုးနဲ့ကွင်းကောင်မျိုးချ ပတ်သိမ်မုံရွာလမ်းပင်းရွာများမှာတိုက်ပွဲအလွန်ပြင်းထန်နေပြီးတိုက်ပွဲကမြို့ဘက်ကိုအလင်းအမြန်ရောက်ရှိလာကြောင်းဒေသခံတွေကပြောပါရယ်လီမျက်နာမြို့နယ်တွင်မလ16ရက်မှစတင်ပြီးတိုက်ပွဲဖြစ်ခဲ့ပြီးမလ26ရက်မှပတ်သိမ်မုံရွာလမ်းအတိုင်းအာရခတက်တော် AA နဲ့ပူးပေါင်းတပ်တွေတက်လာပြီးတိုက်ပွဲပြင်းထန်နေရလို့ဒေသခံတုံးကပြောပါရယ် AA နဲ့ PDF တွေအများကြီးပဲရောက်လာတာစစ်တပ်ကလေကြောင်းကနေပြတဲ့တိုက်ပွဲရောက်လာတာတော်တော်လေးကိုမြန်နေဒီညကွင်းကောက်စိတ်မချရဘူးကြိုးရှောင်းနိုင်ဖို့လိုအပ်နေရလို့ကွင်းကောက်မြို့ကတုံးကပြောပါရယ်ကွင်းကောက်မြို့နဲ့လေးမိုင်ကန် အကွာရှိပသိမ်မုံရွာလမ်းဘေးမှာပိနေကွင်းတော်ရဆရာတော်ကရောက်လာတာကအယံမြန်လုံးပါတယ်။ကွင်းကောက်ဘက်ကပြည်သူတွေဆစ်ဆောင်မယ်ဆိုရင်၆ရွာတလုတ်တော်လမ်းကိုအသုံးပြုပါပိနေကွင်းပန်းတော်ကြီးလမ်းကိုလုံးဝမသွားကြပါနဲ့။ပသိမ်မုံရွာလမ်းမကြီးပေါ်တက်လာကြပါပြီလို့ရှိသားထားပါတယ်။ပိနေကွင်းသားတွေပြေးပါကွင်းကောက်တတိထားပါစက်ပောင်းကုန်းတန်မြာကုန်းစာစီကုန်းတောင်စင်းစတဲ့ရွာတွေစစ်ပွဲအတွင်းမှာပါပိနေကွင်းချင်းကိုင်ကွင်းစတဲ့ရွာတွေလည်းစစ်ပွဲကွင်းရောက်နေပါပြီလို့ဆက်လက်တတိပြေးပါတယ်။တိုက်ပွဲများပြင်းထန်နေပြီးဒေသခံများ ထွက်ပြေးတင်ရှောင်ဖို့အခက်အခဲများကြုံတွေ့နေရကြောင်းသိရပါတယ်။ကွင်းကောက်မှာရဟန်းရင်တွေပြန်နေတဲ့ပြက်ခတ်တန်တွေလည်းကြားတယ်။အထင်ကကအနီးရကင်းအောင်ချိန်မီတင်ရှောင်ကြမှုလို့လည်းအရက်သားတွေဖေးကင်းအောင်လမ်းတွေဖွင့်ထားပေးစေချင်တယ်လို့ကွင်းကောက်မြို့ကန်တောင်းကပြောပါတယ်။ကွင်းကောက်မြို့မှာစစ်ကောင်စီရဲ့အမှန်ကလေးချင်ရေးတနန်းချောင်းရှိရဲ့စစ်ကောင်စီကကွင်းကောက်အင်္ဂပူဟင်္ဒရာလမ်းကိုဖိတ်ဆို့ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။